ဒီနေ့မှတော့မူးတော့မူးတာပဲမူးခြင်းလို့ကိုမူးအောင်လုပ်ပြီးမှနောက်ဆက်တွဲတွေမခံစားခြင်းမူးဆိုတဲ့သူတွေအတွက်ပြောပြသွားပါမယ်ကျမကတော့မပွင့်ပြဝင်ပါဈေးဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရဲ့ရှင် ဒီရက်ပိုင်းကားမှုတာတက်တာဖို့အကြောင်းအရာကိုလည်းပြောပြီးပြီအခုကဒွင်ကားတွေပေါ့နော်သူတို့တွေမူးပြီးတော့ခန်းစားရတာတွေတက်တာဖို့ရာအတွက်ပြောပြမယ်နောက်ထပ်လေကိုဝင်ဆောင်မူးတာနဲ့ပတ်သက်ပြီးတော့ပြောပြသွားပါဦးမယ်ဒီလောက်ဆိုလို့ရှိရင်တော့မူးတာနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မယ်လို့ထင်ပါတယ်โอเคအဲဆိုရင်စပြီးတော့ပြောမယ်ဆိုရင်ဒီဒွင်ကားတွေပေါ့နော်မနေ့ဟန်ဒိုဘာခန်းစားရတာဘာကြောင့်လဲနဲ့တက်တာအောင်ဘာတွေလုပ်လို့ရှိလဲဆိုတာကိုပြောသွားပါမယ် ဟန်နိုဗာဖြစ်တယ်ဆိုတာကဒီခေါင်းကြိုက်တာ စိတ်မကြည်တာမူးနောက်နောက်ဖြစ်တာပေါ့နော်နောက်ပြီးတော့ကြွက်သားတွေနာတာပြို့တာဘာတောက်တောက်ပြန်ပြီးတော့အန်တာဘိုက်နာတာဘိုက်အောင်တာသွေးပောင်ချိန်တက်တာပေါ့နော်ဒါမျိုးတွေဖြစ်လိရှိကြပါတယ်အဲ့ဒါကဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်တောက်လိုက်တဲ့အခါပေါ့နော်တောက်လိုက်တဲ့အခါလို့ပဲပြောပါမယ်မဟုတ်လို့ရှိရင်ဇူးဇူးကိုကြောက်ရပါတယ်ဒါကြောင့်မလို့ဒါလေးပြပါအဲ့လိုမျိုးတောက်လိုက်တဲ့အခါမှာနင်းနင်းများများပေါ့နော်ဒီအသေးလေးကအင်ဆိုင်က နေပြီးတော့ acetaldehyde ဆိုတဲ့အဆိပ်ဓာတ်အဖြစ်ပြောင်းပေးလိုက်တာ ပေါ့နော်အဲ့ဒီကနေပြီးတော့ acidic acids လို့ခေါ်တဲ့ဒီအန္တရာယ်မရှိတဲ့ဓာတ်ပစ္စည်းတစ်ခုအဖြစ်ပြောင်းပြီးတော့ဒီခန္ဓာကိုယ်ကနေပြန်ပြီးတော့ဆုံးထုတ်လိုက်တာပေါ့နော်ခုနကပြောတဲ့ acetaldehyde ဆိုတဲ့အစိတ်တက်ကဒီကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆဲတွေကိုသွားပြီးတော့ထိခိုက်စေတယ်ရောင်ရမ်းတာတွေကိုဖြစ်စေတယ်ဒါကြောင့်မလို့ဟန်နိုဘာလက္ခဏာတွေဖြစ်တဲ့ခေါင်းကိုက်တာမူးတာတွေကကျန်နေခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီ acetaldehyde ရဲ့ဆိုးကျိုးကရေတက်ခန်းချောက်စေတာ နှုံးတာမူးတာ ခေါင်းခိုက်တာတွေကို ဖြစ်စေတယ်။အဲ့လိုမျိုး ဟန်နိုပါလက္ခဏာတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုရင်နီလန်ကတော့နေနေပဲတောက်ပါ အမီးကိုများများစားပါရေများများတောက်ပေးပါတောက်ပြီးတော့မအိတ်ခင်မှာဓာတ်စားရေတစ်ခွက်ကိုတောက်ပေးပါ နောက်ပြီးတော့အခုနောက်ပိုင်းတောက်ကြလိရှိတဲ့ဈေးတွေရှိပါတယ်ဟန်နိုပါကိုတက်တာစေတဲ့ဈေးတွေဖြစ်တဲ့ကာဘိုဝိုက်တို့ပေါ့နော် နောက်ပြီးတော့ဘလိုးဖစ်ဟန်နိုပါဘလန့်စ်တို့ FOD လို့ခေါ်တယ် Yeah. France or Drinker ပေါ့နော်ဓာမျိုးဆေးတွေရှိပါတယ်။အဲတခုပြောချင်တာကအဲ့ဒီဆေးတွေက Hanover လက္ခဏာတွေကိုပဲတက်တာဆေးတာပေါ့နော်။ဒီအသေးကိုတော့သူတို့ကကာကွယ်မပေးနိုင်ပါဘူး။ဒါကြောင့်မလို့တက်နိုင်တဲ့၍အသေးကိုဝင်ပြီးစေမဲ့အရည်တွေကိုချော့ပြီးတော့တောက်ပါလို့မှာခြင်းပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့မူးခြင်းလို့တောက်ပြီးတော့မှဒုက္ခရောက်နေတဲ့သူတွေအတွက်အကူအညီရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ်ပိုင်ဝင်ခြင်းကသူတွေကိုလည်းပြန်လည်ဝေမျှ ဖို့ရအတွက်ဒီပိုဆေးကိုရှယ်ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျန်းမာရွှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။